ာဘဆော့16နဲ့2မိုင်အထိရောက်လာတယ်အရခတ်တက်တော့အီအီအเจ้าအပါအဝင်စစ်တွေမှာပြင်းထန်တဲ့တိုက်ပွဲအောင်တိုင်းကျေးရွာနဲ့အမြင့်ကျွန်းကျေးရွာတွေမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီစစ်တွေကိုသိမ်းတော့မလားကာဘဆာ16စစ်မျက်နှာကတချိန်လုံးထုံးဝင်လာပြီးကာဘဆာတွေသိမ်းတော့မလားဆိုတော့တတိယနဲ့သုံးသက်ချက်လေးကိုပြောကြရအောင်ကြောက်ကျူသိမ်းတာပဲကြားကျင်တယ်ကျွန်တော်ဘာမှမကြားကျင်ဘူးလေဟာဘုရားထုံးမျက်နှာကြီး မကြောက်ရဲ့လူတွေကလည်းမကြောက်လူပဲနော်ကျွန်တော်ဘာမှကြားချင်ဘူးလေကြောက်ဖို့တိတ်နေတယ်ကြားချင်တာလေအကြောင်းပတ်စစ်ခွတ်တက်ကစစ်ကူပြီးပြေပို့တာလေကြီးရည်လီအခုကြောက်ဖြူမြို့တွင်းနေတိအလကတ်တော်ကရှော့လိုက်ဒုံးတွေနဲ့ဒါဆက်ကတ်လုံးနဲ့အကုန်ပစ်ချနေတဲ့အခင်းအကျင်းမယ်ရန်ကုန်တိုင်းတန်လျင်မြို့နယ် ဘော့တဗီကန်ကြေးရွာတွင်ယာယီမှုချစ်ဆန်းဤတားဖြစ်သူနှင့်အပေါင်းအပါများကအသက်18နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမရင်းကျင်းမှုဖြစ်ပွားပြီးပြုကျင့်ခံရသူမိန်းကလေးငယ်ကိုငွေကျပ်3တောင်းနဲ့ရွာပြန်ပို့လိုက်ကြောင်းတိရှိရတယ်။ယာယီမှုချစ်ဆန်းဤတားဖြစ်သူနှင့်အပေါင်းအပါကယ်ရီဓမားတဦးကတနယ်တကြီးမှလာရောက်တဲ့အသက်18နှစ်အရွယ်မိန်းကလေးငယ်ကိုအုပ်စုဖွဲ့မရင်းကျင်းမှုဖြစ်ပွားခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပေါ်တပြေကံကြေးရွာမှကြေးရွာအုပ်ချုပ်ရေးမှုနှင့်ယာယီမှုချစ်ဆန်းတို့ကကျူးလွန်ခံရတဲ့မိန်းကလေးငယ်ကိုတက်ဆိုင်ရာရွာတို့ပြန်ရန်ပြောဆိုပြီးငွေကျပ်3000ပေးကကားပေါ်တင်ပေးလိုက်ကြကြောင်းမဒိမ့်မှုနှင့်ပတ်သက်၍ပေါ်တပြေကံကြေးရွာနယ်မြေရဲစခန်းကိုလည်းယာယီမှုချစ်ဆန်းကငွေကြေးလက်ထိုး၍အမှုမဖြစ်စေရန်လှုံ့ဆော်ခဲ့ကြောင်းသိရှိရတယ်။ပေါ်တပြေကံနယ်မြေရဲစခန်းကရဲတွေကိုလည်းဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမှုမကြီးစေလိုဘူးဆိုပြီးလက်ထိုးတယ်။ ကျွေးမွေးအရက်တိုက်တယ်နောက်တစ်ခုကကြေးရွာအုပ်ချုပ်ရေးမှုဥက္ကဋ္ဌနဲ့ရာယင်မှုချစ်ဆန်းကအမျိုးပတ်တော်နေတယ်ဟုအမှုဖြစ်စဉ်ကိုတေချာစွာတိကျထားတဲ့သတင်းရင်းမြစ်တူကရှင်းပြပါကဲစဉ်းစားကြည့်ဗျာအသက်18နှစ်အရွယ်ဆိုတာအပြိုတော်မဝင်သေးတဲ့အရွယ်နောက်တစ်ချို့ကျတော့အသက်16နှစ်နဲ့အပြိုဝင်နေဆိုရင်ပုံမှန်အဖြစ်ဟာအသက်18 19ဒါဒီအရွယ်တွေမှာအပြိုပါဝင်ခံစားအရွယ်ပေါ့နော်တကယ်အပြိုကြီးဆိုတာဟာမဖြစ်သေးတဲ့အရွယ်ဆိုတော့အဲ့တော့အဲ့ဒီအရွယ်ကိုမတိန်ဝိုင်းကျင်နေဆိုတာဖြစ်တင်လားမဖြစ်တင်ဘူးလားစဉ်းစားကြည့်ပါတယ်မဟုတ်ဘူး နော်သူများသားသမီးချင်းကိုချင်းစာကြည့်ဒီအဲ့ဒီချစ်ဆန်းသမီးဖြစ်နေချစ်ဆန်းဆိုတဲ့ကောင်သူများအခုချစ်ဆန်းရဲ့သမီးမပြောပါနဲ့ချစ်ဆန်းမှာမရရှိမှာပဲနော်အဲ့ဒီယာရင်ခုချစ်ဆန်းမှာချစ်ဆန်းမရကိုနောက်ထပ်ရက်ကွက်ထဲမှာရှိတဲ့ကောင်လေးနှစ်ယောက်လောက်ကမရင်းတက်ခြင်းပဲပြီးရင်အဲ့ဒီတုံးတောင်းပေးပြီးတော့ချစ်ဆန်းကိုကြည်အေးခိုင်းမယ်ချစ်ဆန်းကြည်အေးနိုင်လားတားသမီးအစ်စ်မဟုတ်ဘူးနော်ယူထားတာမရပဲနော်ဟိုလိုနုနုထွတ်ထွတ်လေးအရွယ်မြောက်သေးတဲ့အရွယ်မဟုတ်ဘူးတွန့်ရှုံနေတဲ့သူမရကိုပဲလောက်ကြည့်အောင်ချစ်ဆန်းလက်ခံနိုင်လားလို့နော်စဉ်းစားကြည့် ဲ့တော့ဒီလိုမျိုးမတိန်ကျင့်တဲ့အရာကြီးတစ်ခုကိုငွေကျပ်တုံးတောင်းနဲ့ယွာပြန်လွတ်လိုက်တယ်ဆိုတဲ့ကိစ္စမတော်လို့ကိုဝင်ရောင်းရောဘလို့ဖြစ်ရှင်းနေမိန်းကလေးဘက်ကဘလို့ရုံမာတဲ့လှုပ်ရက်တဲ့စဉ်းစားကြည့်အဲ့တော့ကျွန်တော်တိုင်းပြည်မှာလေမျက်နှာရှိရာဟင်းဘက်ပါဥပဒေဆိုတာပျောက်ကုန်ပြီဗျမ်းမတာတွေအကုန်လုံးဖြစ်နေတာဒီမင်းအောင်နိုင်ကြောက်အာနာတိန်လိုက်တဲ့နောက်ပိုင်းမှာအဲ့တော့ဒါတွေအားလုံးလွတ်မြောက်ဖို့ဆိုတာအားလုံးထိတဲ့အတိုင်းဒီနိုင်ငံဒီအာမန်ကြီးစနစ်အောက်ကလွတ်မြောက်မှာကိုရမှာပါ အားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချိန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ်ကျွန်တော်တို့ဘာပြောလို့ပြောရမှန်းမသိဘူးဟုတ်ကဲ့ပါကျွန်တော်တို့ကလည်းရခိုင်တရခိုင်သားတွေယုံကြည်မှုအတိုင်းထပ်တူရှိပါတယ်ဒီကြောင့်တင်ကြမှာဆိုတာလည်းကျွန်တော်တို့သိရှိပြီးပါပြီဟုတ်ပြီဘာလို့ဒီမှာပတ်ပတ်နေတဲ့အကြောင်းမိစ္ဆာခွေးတတရဲ့ရုပ်တံမှတ်တမ်းကိုတော့ ကျွန်တော် Telegram မှာတက်ကြည့်ပေးပါ Telegram link ကိုလည်းပဲအခုဗီဒီယိုမှာလည်းကျွန်တော်တို့ကျွန်တော်ထုတ်ပြထားတယ်အဲကျွန်တော်ရဲ့အဲကျွန်တော် YouTube ပေါ့နော် YouTube ရဲ့ profile မှာလည်းပေါ်ပြထားတာရှိပါတယ်ကျွန်တော်မိသားစုဝင်တွေတော့ကြည့်ပြီးပြီလို့ထင်တယ်ဗျတကယ်အားရစရာကြီးနော်စောင့်ကြည့်ရမှာဝင်ကြုံလားအာအကတ်တော့အေးကတည်င်းထုတ်ပြန်တာနဲ့တယ်ဗျအရန်ခြေတန်လုံးနေပြီးတော့စေရေးတတိအရန်ကြီးတယ်ဆိုတော့ဘယ်နေရာမှာဘာလို့သွားလဲဆိုတာကိုအနောက်ကမှတ်တမ်းလိုက်တင်နေတဲ့သူတွေလုံးဝနောက်ောက်ကြ ဆိုတော့တို့ရဲ့ဒါတဖွဲ့ဝင်တွေရဲဘော်တွေဖော်ပြတဲ့မတန်းတွေတော့ပဲကျွန်တော်တို့ပြန်ကြည့်ရတာဟုတ်ပြီကျောက်တူတိုက်ပွဲမှာဂျမ်ဖက်စစ်ခွေးတက်ကအကောင်လေးတကယ်ကိုပုံစံပြတ်နေတယ်လို့ကျွန်တော်တို့အတွင်းသတင်းတွေမှာကြားသိထားရတယ်တိုက်ပွဲကလည်းအလွန်ပြင်းထန်လာတယ်ပြီးခဲ့တဲ့တနေ့လောက်ကပေါ့နော်လွန်ခဲ့သော၂ရက်လောက်ကကျွန်တော်မိသားစုဝင်တွေကျွန်တော်သတင်းဖော်ပြရင်းနဲ့ပြောခဲ့တာရှိတယ်။ကြောက်ဖြူမှာရှိတဲ့ချမ်းဖက်စစ်ခွေးထိုင်ချထားတဲ့နေရာတွေကိုအဲ့ဘက်တော့အေအေနဲ့ပုံပေါ်တပ်ဖွဲ့ဝင်တွေ short အုံနေနဲ့ပစ်ချပလိုက်တယ် ဆိုတော့ဆော့လာဂျုံးနေပြစ်ချမှုအတွင်းထဲမှာဘလောက်တောင်းပုတ်ပနေလဲဘလောက်တော့ဘလူးနောင်းတိတ်သွားလဲဆိုရင်ဒီလိုမှာပဲတတ်ကြည့်နောက်ကအေးအေးကိုဘလောက်တောင်းကြောက်နေလဲဆိုရင်အေးဘက်ကပြစ်ပြီဆိုတာနဲ့ထိမိသူတို့တေးတယ်အလုံးကြီးနေကိုတေးတာကျွန်တော်မိသားစုတွေ့မှာပါဒါကြောင့်ကျွန်တော်တင်ပြထားတဲ့ဗီဒီယိုနဲ့တွဲပြီးတော့ဒီသတင်းလေးကိုနားထောင်အောင်ပါ YouTube မှာကျွန်တော်အချုပ်ဗီဒီယိုတွေကတင်ပြလို့မရတာကျွန်တော်မိသားစုနားလဲခွင့်လို့ပြပါထိတယ်တင်းတယ်တို့လည်းတို့မကောက်နိုင်ဘူး အလောင်းမပြောနဲ့လက်နက်ကိုတော့မှသူတို့လုံးဝမကောက်နိုင်ဘူးကျွန်တော်တို့ရတာအများကြီးပဲအကောင်တော့နဲတာပေါ့ဗျာဒီပစ်ခတ်မှုကအရန်ကိုတိကျလုံးတော့လူတွေတစားပြီးပဲစုတ်ပြတ်တက်လက်နက်တွေလည်းအချို့လက်နက်တွေဆိုလည်းအလိုပဲပြုတ်ပြတ်ထွက်ကုန်တစ္ဆာတရားလို့ပြောမလားတမန်တရားလို့ပြောမလားကျွန်တော်မိဘပြည်သူတွေရဲ့ပို့ထားတဲ့မြစ်တာတွေရာ အာနာကြီးဖက်စစ်မိစ္ဆာကောင်တွေစီကိုပြစ်လို့လိုက်တဲ့ကြီးထိတ်ပူးမှာအကြအလုံးကပြည့်စုံနေတယ်။ဆိုတော့ဓာတ်ကြီးထိတယ်ဓာတ်ကြီးကြတယ်ဓာတ်ကြီးကွဲတယ်ဓာတ်ကြီးပြဲလို့လည်းကျွန်မမိသားစုအားရှာလေးနဲ့မင်းသတင်းဖောက်ပြတာလေသတင်းတင်ပြတာလည်းမတူဘူးဟုတ်ပါတယ်ကျွန်တော်ပြောပြတာပါကျွန်တော်ကလူငယ်တွေရဲ့လွတ်ကာဖြစ်တယ်ညာအားရဖို့တကယ်ကောင်းတယ်လက်ရှိချိန်မှာအကြောင်းဖက်စခွတ်တက်ကနေပြီးတော့ဒီစစ်ကြောင်းဖောက်တယ် ကြောက်ပြီးရပဝင်းကျင်ဒီတစ်ပတ်မှာသူတို့ထိုးတဲ့စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုတော့မှသူတို့ပြန်ပြီးတော့စစ်ကူပြန်စစ်ကူပြန်ဖေးပြီးတော့ပြန်ဆုတ်နေရတဲ့အခြေအနေလူကြောက်လို့မှမကောင်းချစ်ပြည်ပြန်ပြီးတော့သူတို့တိုက်ခိုက်ဖို့အတွက်ပြီးတော့ရေကောက်ပွဲလုပ်မယ်မျိုးသုံးမျိုးလည်းရှိနေတယ်ထက်ကလန်အပေါင်ပေါ့ဗျာအဲ့ဒီနေရာတွေကိုထိုးသစ်ဆင်နေတယ်အဲ့ဒီနေရာတွေကိုပြန်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခြင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါစီရေးရအလေးထားဆောင်ရွက်နေတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်ဆိုတော့ကျွန်တော်တို့အရပတ်တက်ပေါ့ AA ရဲ့ဒါ အနေမှုတွေနဲ့အခုလက်ရှိပေါ့နော်ချင်းကောက်ဝေးတပ်ဖွဲ့ဝင်တွေရေပူပေါင်းထားတဲ့ဒီစစ်စင်ရေးတွေနဲ့အတူတူပေါ့နော်ချင်းမှာလည်းပဲကျွန်တော်တို့ထပ်ပြီးတော့မြေတွေ့ရအောင်ပဲဗျာကျွန်တော်စီးလေးလာတုံးသက်တဲ့လူတူကဒါတိတိကိုလည်းအင်အားဖြစ်တင်တာလေးလုပ်နေတယ်အင်အားကတော့လူသစ်30လောက်ပဲတွေ့တယ်ဒါပေမဲ့တိတိဟိုဘက်တုံးဆန်တို့မှာအကြံဖက်စစ်ခွေတက်ကလက်နက်တက်စင်ပေးထားတဲ့ ZRA အဖွဲ့တွေတော့ရှိတယ်ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့တိတိလူကြိုးရေးပေါ့နော်အားဖြစ်ထားတဲ့အခြေအနေတွင်လည်းသူတို့ဒီပူပေါင်းပြီးတော့လှုပ်ဆောင်မဲ့အခြေအနေမျိုးတွေရှိနေတယ်လို့လည်းသိရှိထားရပါတယ် ပြီးတော့လည်းလည်းလက်ရှိချိန်မှာပေါ့နော်အဲ့ဒီမျိုးတွေကိုပြန်လည်ပြီးတော့ရယူနိုင်ဖို့အတွက်အာရဲရင်တွေတုံးပြီးတော့ရဲရင်တစ်စင်းကိုစစ်သားအကောင့်20လောက်ဆက်နေလို့တော့ကျွန်တော်တိချတာရတယ်တစ်ခေါက်ကိုအကောင့်20 30နဲ့ပို့ထားတာလည်းလက်ရှိချိန်မှာပေါ့နော်ဒါတရားဝင်ကျင်လောက်ရှိနေပြီလို့တွန်းဆန်မျိုးကပကဖဒါပြောရေးဆုံးနဲ့ရှိသူကလည်းပဲပြောဆိုထားတာရှိတယ်။လက်ရှိချိန်မှာကလေးတိတိမ်မှာလည်းပဲစိုက်ကလန်းတွေကိုခိတပိတ်ထားတယ်။တမ 69နဲ့တမ33ကျွန်တော်တို့နောက်ချန်အရာဖြစ်တင်းပြီးတော့ကလေးတမူပိုင်းနဲ့ကျွန်တော်တို့ကလေးတောင်ပိုင်းနဲ့ချင်းပြည်နယ်ဘက်တွေမှာဒါစင်အင်အားပေါ့နော်သူတို့တွေစောင့်ထုတ်ဖို့အတွက်စီစဉ်နေကြတာကိုကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်တမ69ဆိုလိုချင်မိသားစုဝင်တွေကျွန်တော်ပြောရင်မယုံပါနဲ့ကျွန်တော်တယ်လီဂရမ်မှာကျွန်တော်တယ်လီဂရမ်မှာဗီဒီယိုလေးတခုတင်ထားတယ်တမ69တမ33တော့ကြည့်လိုက်ကျွန်တော်အများကြီးသူများလို့စာရင်းအများကြီးမြည်တော့ ကျွန်တော်စာရေးစာရေးရင်ပြင်းတဲ့တဲမှာပါတယ်အချို့ဆိုကျွန်တော်တော့ထင်လွဲတယ်သူတို့စာရေးကျွန်တော်လည်းဘောနစကားပြောဆိုရှိတယ်မိသားစုနေရှိတယ်စာရေးပို့တာဟုတ်နော်ကျွန်တော်စာရေးအောင်မပြင်းပါတယ်ဟုတ်ပြီဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကဒေါ်လာတီမှာပုတ်ပွားနေတဲ့အကျန်ဖက်စစ်ခွေးမိစာတွေနဲ့မကြခင်မှာလည်းပဲချင်းပြင်းနေမှာထပ်မံပြီးတော့ပုတ်ပွားရတော့မယ်အကျန်ဖက်စစ်ခွေးတက်ကအကြောင်းတွေကိုဖော်ပြပေးနေခြင်းဖြစ်ပါတယ်နောက်လာဗီဒီယိုကိုဒီချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပြီ Dear Human ဆိုတဲ့ပြူစော်တီအဖွဲ့က ပိုင်ဆိုင်တဲ့ drone တစ်စီးကိုတော်လိုက်ရင်တပ်ဖွဲ့တွေသိမ်းဆီးရမိခဲ့တယ်ဆိုတော့ဝမ်းသာစရာသတင်းတပုတ်ညက်ပြောချင်သေးတယ်။ဆိုတော့ဒီကနေ့အော်တိုဘာ20မနေ့ကအော်တိုဘာ29ရက်နေ့မှာနထိုးကြီးမြို့အနောက်ချမ်းမှာတော်လိုက်တက်တွေကဆိုင်ကယ်တွေနဲ့ပေါ့ဗျာနေမီရှင်းလေးလောက်ဆိုင်ကယ်တွေလှည့်ပတ်ကြည့် uniform ပြည့်စုံတယ်။အဲ့ဒီမှာစင်တင်တချင်းစုပ်ဘူးတဲ့အာဒီအကာကျင်းဝင်နဲ့ဒီစစ်တပ်နဲ့ဘယ်လိုခေါ်မလဲအိတ်ဖူးတယ်ပေါ့ဗျာနော်ပြည့်တဲ့စားတတာပေါ့နော်အဲ့လိုပြောရင်တော့သူများတကာတိတ်ခါကြောက် ကျွန်တော်ကြားတာကိုပြောတာအတီတာယူမွန်ဆိုတဲ့အမျိုးသမီးလက်ရှိလေဒီနာမခရဲကဗိုလ်ကြီးဗိုလ်မှူးအဆရှိတဲ့ကောင်တွေနဲ့ဂရင်ဇလန်တွေအများစွာရှိတဲ့တီတာယူမွန်သူဦးဆောင်လာတဲ့သူစောတိအဖွဲ့စစ်တပ်နဲ့ပေါင်းပြီးမြင်းညံဒေသခံတွေရွာတွေကိုမိရှို့ဖျက်ဆီးအမျိုးသမီးတွေကိုမရင်ချင်းတောက်လျှောက်လုပ်နေတဲ့ဒီတပ်ဖွဲ့ကိုမြင်းညံခရိုင်ကတော်လိုင်းတပ်ဖွဲ့တွေကပိုက်စိတ်တိုက်ရှင်းနေမှုလေစူးစမ်းနေပါတယ်သူကပဲအပြေးပေါက်အပြေးကောင်းတာလားကံမဲကောင်းနေလို့လားတော့မသိဘူးထိတ်တိုက်တိုက်ပွဲတွေ့တဲ့အချိန်မှာတော့ သူရရွတ်မှုလွတ်မြောက်သွားတာနှစ်ခါရှိပါပြီဒီကနေ့တော့ဒီပြစောတိအဖွဲ့ကတီရာယူမှုဥဆောင်နေပြစောတိအဖွဲ့က drone တစ်စီးကိုတော်လိုင်းတက်တွေကတင်စီရမိခဲ့ပါတယ် drone ရဲ့အနေထားကိုလေ့လာကြည့်တော့စစ်တပ်ကထုတ်ပေးထားတဲ့ drone ဖြစ်တယ်လို့သိရပြီးမြန်မာငွေနဲ့ကာလာတံမိုး3900ကျော်လောက်တန်ပါတယ်ဘတ်တ3000ကျော်လောက်တန်တဲ့ drone မျိုးစားဖြစ်ပါတယ်ကျွန်တော်ထင်တယ်ဒီ drop bomb 3လုံးသုံးဖို့4လုံးတွဲနိုင်တဲ့ kg များများတင်နိုင်တဲ့ drone မျိုးစားဖြစ်ပါတယ်ဆိုတော့ မြင်းကြံနဲ့ပတ်သက်ရင်တော့မြင်းကြံကဘူမိုက်ခဲလို့မြင်းကြံကဘူအောင်စိုးလို့ဆိုတာကတော့အားလုံးသိပြီသားဖြစ်မှာပါလူငယ်တွေဖြစ်တယ်တကယ်တိုက်တယ်တကယ်ဆိုတယ်မြင်းကြံခရိုင်အထူးစစ်စင်ကြီးတိုက်ပွဲတွေမှာဆိုရင်မြင်းကြံတောင်းတာမထိုးကြီးမလိုင်တောက်လျှောက်ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ဆင်နွှဲကင်းနိုင်တယ်ဒီတကြော့လေပြန်လာလေအောင်မယ်လို့ကျွန်တော်တို့ယုံကြည်နေတယ်ကဲအော်ကတ်တတော်အီရဲ့စီအခြေအနေကိုတရင်လေးကိုအချင်းတင်ပြရင်သုံးသက်ချက်တည်း နားထောင်ကြရအောင်ဘကိုတိုင်းဗထောင်းမှာရှိတယ်အာခတ်တက်တော်အီတိမ့်ပိုက်ထားတဲ့ပကံခွဲကြေးရွာအနီးက0.669သိတယ်မလားဒီ0.669ကိုဖဆစ်တက်ကပြန်ရနိုင်မှုပိုးစစ်စင်တယ်လူတွေရိတ်ခါတွေလေရင်တွေနဲ့ဘုံကျဲတဲ့စစ်ကူတွေတောက်လျှောက်ပို့နေတဲ့ဂျားတွေက0.63လုံးဂုံးကိုမသိမ့်နိုင်တဲ့အပြင်နောက်ထပ်စက္ကန်းတစ်ခုပါအရကတက်တော်ကြီးကထိုးစစ်စင်သိမ့်ပိုက်လိုက်နိုင်နေပြီဗျ ောင်ကုန်းအုပ်ရှိပြည်ရိုးတောင်ကျောမှာရှိတယ်0.66စကန်ကုန်းပြန်ပြန်လိုချင်လို့ဒီလိုစစ်ခေါ်မလားပေါ်တာဆွဲတယ်ပေါ့ဗျာနော်စစ်မှုထမ်းကလေးတွေပါစတို့တွေနဲ့အသေးခံကိုင်းပြီးထိုးစစ်ဆင်တဲ့အပြင်ထိုးစစ်ဆင်နေမရတဲ့အပြင်စေးပိုက်တန်းတန်းနေခွေးတွေဝတ်တည်တည်ပြီးပြန်လဲစုတ်กว่าကစင့်ကြေးထွက်ပြေးကြတယ် လိုစုပ်တဲ့နေရာမှာအရခတ်တက်တော်အေးကထက်ချက် license ဆိုတာရှိတယ်စစ်တဘောမှာထက်ချက် license နဲ့ဆက်လိုက်ပြီးဆက်တိုက်တာတောက်လျှောက်ချိန်မိုးရင်းဝင်တာအဲ့ဒီမှာရိတ်ခါထောက်ပို့လို့တဲ့ jazz gun တစ်ခုကိုထပ်သိမ်းလိုက်တယ်အဲ့ဒီခန်းကလေကပ္ပစာ16နဲ့နှစ်မိုင်ပဲကွေးတယ်အဲ့နေရာကိုလက်ရှိအချိန်မှာဝိုင်းတွဲချက်လေရင်ဒီဒုံးတွေတင်ကားအတွဲလိုက်ဒုံးတွေ ਨੇ တောက်လျှောက်ပစ်နေတယ်ကပ္ပစာ16နာကိုကတ်လာတဲ့အတွက်ဖက်စစ်တပ်ဟာအင်မတန်တုံလှုပ်စရာကောင်းတယ် ်လံထိုးစစ်ကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ဖက်စစ်တက်အကြောက်တရားပေးတယ်ဖက်စစ်တက်ကိုအကြောက်တရားပေးတယ်ပေးနိုင်တဲ့အာခတ်တတော်ကြီးနဲ့ပူအောင်တက်တဲ့စစ်မျက်နာတွေဟာတပြေးပြေးကြီးမားကျယ်ပြန့်လို့လာပါတယ်ကာဘာဆာ6အနည်းကိုရှောက်လာတာကြောင့်စစ်ကိုစစ်ကြောင်းတွေဟာမတုံကြီးွာမှာအင်းအား900နဲ့တထောင်ချားမှာရှိတယ်အဲ့တထောင်နဲ့ပိတ်ပြီးတော့ခန်းစစ်ပြစ်တာတယ်တက်ပြန့်တာတယ် အခုဆိုရင်ဒီကနေ့ဒီအချိန်ထိကပ္ပစာ16ရဲ့၃မိုင်ဝင်းကျင်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်။ကပ္ပစာ16ကိုတလောထိုးစစ်ဆင်ပြီးတိမ့်ပိုက်နိုင်မယ်လို့ယုံနေမလား။အတက်နဲ့ဘဝနဲ့ယုံကြည်ချက်နဲ့နှလုံးသွင်းနဲ့တိဆောက်ထားတဲ့တော်လန်စစ်ပွဲကပေါ်တာဆွဲလူရောက်စားပြီးမူယူကပိုင်းနိုင်တခိုးတွေနဲ့စုဖွဲ့ထားတဲ့စစ်တပ်မဟုတ်ဘူး။ငါတို့တော်လန်ရေးတပ်တော်တွေနဲ့အာရခတပ်တော်အေအေပူးပေါင်းတပ်တွေဟာ နှလုံးသွင်းနဲ့ထုစစ်ထားတဲ့ယုံကြည်ချက်နဲ့ရှောက်လန်းနေတဲ့စစ်ပွဲတရားတော်စစ်ပွဲတော်လန်တော်စစ်ပွဲဖြစ်တယ်တစ်ချက်ကလေးမှနောက်မတွန့်ခဲ့ပါဘူးထိုင်နေတဲ့လူတိတ်ခြင်းလူဆက်နေတားပြင်မှာစစ်တွေစစ်တွေမှာအောင်တိုင်းကြေးရောင်နဲ့အမြင့်ကျွန်းကြေးရွာမင်းချောင်းတရာအနီးမှာအော်ဘန်26ရက်နေ့မှာပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်ခဲ့တယ်စစ်တွေမြို့ပြင်တိမ်မဝေးတော့ဘူးအရကတတော့ အေးထိချုပ်ထားတဲ့မြို့နယ်တွေကိုလက်လက်ကြီးနဲ့ပြစ်ခတ်နေတာကိုအရကတက်တော်ကြီးကဝုန်းကလေးဆိုထပြီးစစ်တွေအနီးတဝိုက်ကပ်ပြီးအောင်တိုင်းနဲ့အမြင့်ကျွန်းကိုဝင်စီးတယ်လို့လက်တပြတ်စစ်စင်တဲ့ပုံစံလို့ကျွန်တော်တို့အချမ်းမြေအချမ်းမြေပြောလို့ရတယ်ဗောနော်အဲ့တော့ကပ္ပစာ၆ကပ္ပစာ၅ကပ္ပစာ၉မှာခံစစ်နဲ့စည်ရေးပြင်ဆင်မှုအပြင်းထန်လုပ်နေရပြီအဲ့ဒီကပ္ပစာ၆ကပ္ပစာ၅ကပ္ပစာ၉ကပ္ပစာ၁၆တွေဟာ ဖက်စစ်တပ်တစ်ခုလုံးမှာအုံပြူတွေရမ်းနေလက်နက်ကြီးတွေထုတ်လုပ်တဲ့နေရာတွေပဲဖြစ်တယ်။အာရခတ်တပ်တော်အင်းနဲ့ပူပေါင်းတပ်တွေစစ်မျက်နှာဟာဒိုင်းဟာဖက်စစ်တပ်ကိုအကြောက်တရားပေးနိုင်တယ်။အာရခတ်တပ်တော်အင်းအဟေလိုအတန်ကြားလိုက်ရင်ဖက်စစ်တပ်ရဲ့မြည်သည့်ယာရူတပ်ဖွဲ့ဝင်မစုချီးထွက်အောင်ကြောက်တယ်ဆိုတာမင်းတို့တပ်ထဲကကောင်းနေမင်းတို့မေးကြည့်လိုက်စမ်းပါ။ဒါအာရခတ်တပ်တော်အင်းနဲ့ တွေရဲ့ပြည်သိမ်းစစ်ပွဲကြီးကပ္ပစသိမ်းစစ်ပွဲကြီးမကွေးပကိုးအီယာဝီတိုင်းလုံးကျွတ်စစ်ပွဲကြီးစီကိုမျက်နှာမူလာတဲ့စည်ဆိုင်ရာစစ်မျက်နှာအခြေအနေတွေကိုဖြစ်ပါတယ်။အပြည့်အစုံအယဝင်ကိုတော့အာရခတ်တော်အေကထုတ်ပြန်ပါလိမ့်မယ်။ဏီကုံးအနေနဲ့ပကိုးတိုင်းအနောက်ချမ်းကတရင်နေကျွန်တော်ကြားနေရပါတယ်။ပကိုးတိုင်းအနောက်ချမ်းမှာပေါက်ခေါင်းကအုတ်ချုပ်ရည်မှုအောင်နိုင်သူနဲ့စီမံဘုံမှုတိုးနိုင်ထုံးဆိုတဲ့ကောင တူစီမူတရားဆွေစရေးကန်ထူးဒီကောင်တရားစစ်တပ်အားကိုးနေပောက်ခေါင်းသားတွေပောက်ခေါင်းသားတွေပောက်ခေါင်းသူတွေပောက်ခေါင်းကပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်ရက်ဆက်ရုံမာတာအင်မတန်များနေပြီလို့ကျွန်တော်တို့သိရပါတယ်စစ်တပ်နေပြူစောထိတွေရန်ကားမှန်ရိုင်းချက်ကတော့တန်းကုန်နေပြီလို့ဒေတာကန်တွေကကျွန်တော်စီပေးပို့ထားပါတယ်ခွေးဆွဲတယ်လို့ဖမ်းပြီးပေါ်တာဆွဲပါတယ်ဖုံရင်းကြောင်းမှမကျန်လိုက်ဆွဲပြီးဖမ်းနေတယ် အိမ်ဒီတဲ့ကိုလေအိမ်ဒီကားကြီးရိုက်ဖွင့်ပြီးစိတ်မထင်ရင်မထင်သလိုရိုက်နဲ့ဖမ်းနေတာမင်းမဲ့စရိုက်လို့ဖြစ်နေတဲ့ပေါက်ခေါဖေဟုတ်ကြီးက350စစ်တပ်အတွက်350လူကုန်ကူးပြီးပြန်ပေးဆွဲနေကြတာမသိဘူးမထင်ဘူးကန်ထူဝတ်တိုးရွာသားကန်ထူဟိန်းစိုးမူဒီနကောင်ပေါင်းမျိုးတွေကမှောင်ခိုလုပ်ငန်းတွေအကုန် စီမံဘုံမှုအတွက်စက်ကြီးတွေကောက်ပေးနေကြတယ်လူတွေဖမ်းပေးနေကြတယ်အသက်35-40ပါမကျန်ဖမ်းဆီးခံရတဲ့ပဲခူးတိုင်းအနောက်ချမ်းပြည်ပေါက်ခေါင်းကတရင်တွေကိုကြားနေရတယ်လို့ပဲခူးတိုင်းအနောက်ချမ်းတဲ့အရှိချမ်းပေါင်းဆက်ရေးဗျူဟာမှာဒီတကောင်သားတွေကိုခြံထားလို့မရဘူးဆိုတဲ့အကြောင်းတိုင်းစကားပါလိုက်ပါတယ်အဲ့တော့ယိုးမဘော်ကဆင်းလာတဲ့အရခတ်တက်တော်အေးနဲ့ပူပေါင်းတက်တွေရဲ့ပဲခူးစစ်မြင်တာ ဘကိုးရှိချဲအနောက်ချဲပေါင်းဆက်နိုင်ရင်တော့စစ်တောင်းမြဝမ်းစီစစ်စင်ရေးမှသည်ဘယ်ကိုစစ်ချီလိမ့်မယ်လို့ထင်တယ်ညှော်လင့်နေကြတယ်ဆောင်းဆိုင်နေကြတယ်တောင်းတနေကြတယ်တော်လန်ကြီးကိုအမြန်အောင်ချင်နေကြတယ်ကျွန်တော်တို့လည်းထပ်တူပါပဲတိုးတော့စစ်ပွဲတပွဲကိုဆင်နွှဲရတယ်ဆိုတာကတော့ဘဇက်ကပြောတဲ့လောက်စိတ်ကူးရှင်တဲ့လောက်မလွယ်ကူတဲ့အတွက်အောင်ပွဲရအောင် တကယ်တိုက်ပွဲဝင်နေတဲ့တော်လန်စစ်တီတော်တွေမြေပြင်မှာအများအပြားရှိနေတယ်ဆိုတာကိုယုံကြည်ပြီးဒီတော်လန်ရေးပေါ်မှာတွေ့ဝေတန်တရလုံးဝမရှိပဲအောင်ပွဲကိုသာအာယုံစိုက်ပါစန္ဒာတိကဆိုရဲကျွန်တော်တို့ရဲ့စန္ဒအာတိတဟာကျွန်တော်တို့တော်လန်ရေးရဲ့အောင်လန်တော်ကိုစိုက်ထုတ်နိုင်ပါလိမ့်မယ်ဂျေဇုတ